ဒီကျွန်တော်တို့ရဲ့နောက်ထပ်တင်ကတော့ Albania နိုင်ငံ Balkan ဒေသမှာရှိတဲ့နိုင်ငံငယ်တစ်ခုမှဖြစ်ပါတယ်။လောကမှာဒယ်လာလို့အမည်ရှိတဲ့ဝန်ကြီးတစ်ဦးရှိပါတယ်။သူမဟာကိုယ်ဝန်ရှိနေပြီးခလေး63ဦးမွေးဖွားမယ်လို့မျှော်လင့်ရပါတယ်။ဘယ်သူကပြောတာလဲ Albania ဝန်ကြီးချုပ်ကပြောတာပါ။အဲ့ဒါကိုထူးဆန်းတယ်ဒါမှမဟုတ်ယုံကြည်ဖို့ခက်ခဲလို့ထင်ရပါကနောက်ထပ်ဗ ారి ကြားမယ်ဆိုတာစောင့်ကြည့်ပါ။ ဒဲလာဟာလူသားမဟုတ်ပါဘူး။သူမဟာညာယေတုဝန်ကြီး။ညာယေတုဖြင့်မောင်းနှင်ထားတဲ့ရိုဘော့တစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။သူမဟာကလေးအတု83ဦးကိုမွေးဖောက်မယ်လို့ဆိုပါတယ်။2025ခုနှစ်ကထူးဆန်းနေပြီလို့ထင်ပါကဒါကပိုပြီးတော့မှထူးဆန်းစင်မှာပါ။အမျိုးသမီးရိုဘော့တွေတွင်အရာအလုံးလောက်ရမယ်ဆိုတဲ့ဖိအားမှလွတ်မြောက်နိုင်ခြင်းမရှိဘူးဆိုတာပြပါတယ်။အရာအလုံးဘလို့စတင်ခါလာလဲ။တတင်းမှာ ယခုနှစ်ဇန်နဝါရီလမှာအယ်ဘေးနီးယားကဒဲလာကိုကမ္ဘာသို့မိတ်ဆက်ကက်ချင်းမှာစတင်ခဲ့ပါတယ်။သူမဟာစာသားနဲ့အတန်နားလည်နိုင်တဲ့ချက်ပေါ့တစ်ခုဖြစ်ပါတယ်။လူတွေဟာအယ်ဘေးနီးယားအစိုးရဝက်ဘ်ဆိုက်ကနေတဆင့်သူမကိုအသုံးပြုနိုင်ပါတယ်။ဒဲလာကိုမိုက်ကရိုဆော့အကူအညီနဲ့တိဆောက်ခဲ့ပါတယ်။သူမမှာအလုပ်တွေရိုးရှင်းပါတယ်။နိုင်ငံသားတွေကိုတရားဝင်ဆိုင်ဆိုင်တွေရယူဖို့အတွက်ကူညီမယ်။အစိုးရဝန်ဆောင်မှုများအကြောင်းမင်းကွန်းတွေကိုဖြည့်မယ်။ ဆော်ဝဲဆန်လုပ်ငန်းတွေကိုကူညီဖို့အတွက်ဖြစ်တယ်အခြေခံအဖြစ်တော့လူတွေမနစ်တက်တဲ့ညီငွေ့ပွဲအလုပ်တွေကိုသူမကလှုပ်ဆောင်မှာဖြစ်တယ်အဲ့ဒီနောက်စတင်မှာမှာဒေလာယာဒူတုံးမြင့်ခံရပါတယ်သူမကညံရီတုအတွက်နိုင်ငံတော်ဝန်ကြီးဖြစ်လာခဲ့ပါတယ်ကပဖရောက်ဆုံးညံရီတုအစိုးရအဖွဲ့ဝန်ကြီးဖြစ်ပါတယ်အယ်ဘီးနီးယားကဘာဖြစ်လို့ဒီလိုလှုပ်ခဲ့ရတာလဲသူတို့က အကူရန်တန်ကိုလှပေးဖို့ဒါမှမဟုတ်ချင်းချောက်မရအောင်လို့ဆိုပါတယ်။အဘိနီးယားကနေပေါင်းများစွာအဂတိလိုက်ဆောင်မှုပြဿနာတွေနဲ့ရုတ်ကန်ခဲ့ရတယ်။အဲဒါကြောင့်အင်ညာရီတုဝန်ကြီးကိုမျောလင်းချက်အစ်ဖြစ်တဲ့လူသားရဲ့အာဏာချက်တွေမရှိတဲ့တန့်ရှင်းတဲ့ခေါင်းဆောင်ဖြစ်မြင်ခဲ့ပါတယ်။အရာအလုံးကောင်းမွန်နေဖို့ရတဲ့အထိဒီနေ့မှာဝန်ကြီးချုပ်ကဒဲလာကုံဝန်ရှိနေပြီလို့ကြေညာခဲ့ပါတယ်။သူရဲ့အမိကတော့အက်ဒီရမာဖြစ်ပြီးတော့ သူရညာရတုဝန်ကြီးဟာလက်ထောက်အတုစစ်စစ်၃ဦးကိုမွေးဖောက်မယ်လို့သူဆိုခဲ့ပါတယ်။ဤကလေးတွေကဘယ်လိုလှုပ်ဆောင်မှာလဲ။လောင်းတော့တဦးစီကသူရဆိုရှယ်လစ်ပါတီရနေပြီးတော့မှပါလီမန်အမ MP တဦးစီထံချက်တဦးစီထံချက်ထားခံရမှာဖြစ်ပါတယ်။ဤဤလက်ထောက်အတုတွေဟာအမတွေကိုအောက်ပါတိုင်းကူညီမှာဖြစ်တယ်။ပါလီမန်အစည်းအဝေးတို့တက်ရောက်မယ်။မဆုတွေရေးမယ်။ အခြေတင်ဆွေးနွေးချက်တွေနဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာတတိပေးမယ်ပြီးတော့၎င်းဟာ ပါလီမန်အတွင်းမှာ ChatGPT အလုပ်လုပ်နေရတဲ့စဉ်တူမှာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာနေငယ်တော့ရှိပါတယ်အယ်ဘီးနီးယားဖွဲ့စည်းပုံအခြေခံဥပဒေအပိုင်းတရအရဝန်ကြီးများအားလုံးတဘာဝလူပုဂ္ဂိုလ်များဖြစ်ရမှာဖြစ်တယ်ဆိုလိုတာကလူသားတွေဖြစ်ရမယ်ဒဲလာကလူသားမဟုတ်ပါဘူးနိုင်ငံသားအဖြစ်လည်းမရှိပါဘူးအဲ့ဒါကြောင့်ဤပညာရသူမဟာ အမေကြီးနာချက်ဖြစ်တာဝန်ကြီးဖြစ်ပြီးဥပဒေနဲ့မဟုတ်ပါဘူး။အီဒီကမင်းကိုအစ်တတွေကိုဖြစ်ပေါ်စေပါတယ်။ညာရီတုဝန်ကြီးအမားတခုလုံးမိပါကဘဒုမတောင်းဝန်ရှိတယ်လဲ။ပရိုဂရမ်မာနိုင်ငံရေးသမားဒါမှမဟုတ်ညာရီတုကိုယ်တိုင်လား။ကျွမ်းကျင်သူတွေကလည်းသူမရဲ့အဂိုရန်တန်တွေဟာဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုစိုးရိမ်နေကြပါတယ်။အဂတိကို တိုက်ဖြတ်နေတာတောင်းမှသူမရဲ့ data ကိုယ်တိုင်မှာဘယ်လိုက်မှုဒါမှမဟုတ်အမားတွေ ရှိနေပါကဘလို့လုံးမလဲဆိုတဲ့မိကုန်းပေါ်လာပါတယ်။အဘိနီးယားကရဲရင်တဲ့ခြေလမ်းကိုလမ်းနေချိန်မှာအခြားနိုင်ငံတွေကတော့တတိထားနေစေဖြစ်ပါတယ်။အခြားနိုင်ငံတခုမှဒီညာရီတုဝန်ကြီးတို့ခန့်အပ်ခြင်းမရှိသေးပါဘူး။အချို့နိုင်ငံတွေကတော့ညာရီတုကိုအသုံးပြုနေတော့လဲကရိယာဖြစ်တာသုံးပါတယ်။အမေရပြည်တော်စုကစီးမီးတွေနဲ့အစိုးရစာချုပ်တွေကိုစစ်ဆေးဖို့အတွက်ညာရီတုကိုအသုံးပြုတယ်။ United Kingdom ကညာရီတုဟာတစ်နှစ်လင်းပေါင်450ဘီလီယံအထိ ်ချွေတာနိုင်တယ်လို့ယုံကြည်တယ်။ဆွီဒင်နဲ့ဂျာမနီကတော့မူဝါဒချမှတ်ရမှာညာရတုကူညီဖို့အတွက်အသုံးပြုတယ်။ဒါပေမဲ့အမြန်လူသားကြီးကြမှုအောက်မှာရှိနေပါတယ်။အဲဒါကြောင့်ကပ္ပဟာညာရတုနဲ့ဆန်းတနေပါတယ်။ဒါပေမဲ့ဘဒူးမရိုဘော့ကိုအစိုးရမှာတကယ်ထိုင်ကိုတခုမပေးခဲ့ပါဘူး။ကိုဝန်ရှိညာရတုဝန်ကြီးပုံရိပ်ဟာတိတ်ပန်စိတ်ကူးရင်ရုပ်ရှင်တခုနဲ့ထွက်လာတယ်လို့ထင်ရပါတယ်။ကျွန်တော်စိုးရင်တင်းသလား။ အနေငယ်တော့ဆိုရင်သိပါတယ်အယ်ဘေးနီးယားရဲ့ဒေလာဟာတိုက်တင်ကတာတစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့တင်ကတာများမှာဆွမ်းအားရှိပါတယ်ဒေါင်းတို့မှာဥတီချက်အစ်စ်ဆက်မနိုင်ပါတယ်နောက်မျိုးဆက်ညာရီတူဝန်ကြီးတွေဥပဒေများရေးဆွဲမယ်ဒါမှမဟုတ်ဌာနတွေကိုလူသားခွင့်ပြုချက်မရှိပဲစီမံကန့်ကွက်လာတဲ့အခါမှာဘယ်လိုဖြစ်မလဲမြင်းကြီးချိန်မှာလူသားတွေနှီးပညာထိန်းချုပ်မှုရပ်တတ်မလဲနှီးပညာက လူသားတွေထိန်းချုပ်လာမှာလား အဓိကချက်ကတော့ရိုးရှင်းပါတယ်ကျွန်တော်တို့ကဥတီချက်မှာအလွန်ဝေးကွာမသွားမီရှင်းလင်းတဲ့စီးမီးတွေနဲ့ကန်သားချက်တွေလိုအပ်ပါတယ်အယ်ဘီးနီးယားရဲ့ညာရီတူဝန်ကြီးဟာသူမအမျိုးအစားဖရောင်းဆုံးဖြစ်နိုင်ပါတယ်ဒါပေမဲ့သူမဟာနောက်ဆုံးတော့ဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီခါရောက်တဲ့အဲ့ဒီချိန်ရောက်တဲ့ခါမှာနောက်ထပ်အစိုးရအဖွဲ့အစည်းကို software update ကြောင့်နောက်နေမတော်ဘူးအတွက်မျှော်လင့်ကြပါမျှော်လင့်ကြပါစို့